မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတဲကုန်းမြို့နယ်မှာစိုက်ကယ်နဲ့ကင်းလှည့်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီဘက်က၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်လ6ရက်နေ့မိုးလွဲတနအိုင်ကမှာတဲကုန်းမြို့နယ်ပရီးကုန်းဘက်ကနေစိုက်ကယ်15စီးနဲ့ကင်းလှည့်လာတဲ့စစ်ခွေးနဲ့ပြူခွေးအင်အားအယောက်30ခန့်ကိုတော်လိုင်းတပ်ဖွဲ့များက ဘူးပြောကြီးရွာဇရက်အနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာဆိုင်ကယ်၃စီးမိုင်းထိမှန်ခဲ့ပြီးတော့စစ်ခွေး၄កောင်တိုက်ဆုံကတော်လိုင်းရဲဘော်များဘက်ကအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့ညနေပိုင်းမှာအဲ့ဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာကိုစစ်ခွေးတွေထပ်မံရောက်ရှိလာပြီးတော့၃ဘိန်းကားနဲ့စစ်ခွေးအလောင်း၄လောင်းနဲ့ဆိုင်ကယ်၃စီးကိုမိုးကနဲ့အုပ်ပြီးတော့လာရောက်တဲဆောင်သွားတယ်လို့သိရပါဗျ။ 6ရက်နေ့ညနေပိုင်းမှာမိုင်းဆွဲတိုက်ခိုက်တဲ့နေရာကိုစစ်ခွေးတွေထပ်ရောက်လာပြီးတော့လမ်းကြောင်းတွေပါပိတ်ပြီး၃မိန်းကားနဲ့စစ်သားအလောင်း၄လောင်းစိုက်ကယ်၃စီးကိုလာယူသွားပါတယ်အဲ့ဒီလိုတင်ပြီးတော့မိုးကနဲ့တော့အုပ်သွားသေးတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်အဲ့ဒီမိုင်းဆွဲတိုက်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တော်လိုင်းရဲတပ်ဖွဲ့တွေဘက်ကထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းအရောမကွေးတိုင်းအွန်လိုင်းခရိုင်အတွင်းက အောင်လန်နဲ့စေမောင်ဝဲမြို့နယ်တွေမှာစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့တော်လိုင်းတပ်တွေကြောင်းမှာထိတွေ့တိုက်ပွဲရှိနေပြီးတော့စစ်ကောင်စီဘက်ကအယောက်80နီးပါးထိခိုက်ဒေဆုံးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကစပြီးတော့နေပြည်တော်ကနေမကွေးတိုင်းအရှိချမ်းဘကိုးရုံးမဘော်ကိုထွက်ခွာလာတဲ့အင်အား600လောက်ပါတယ်အကြမ်းဖက်စစ်ကြောင်းဟာအောင်လန်နဲ့စေမောင်ဝဲမြို့နယ်တွေစီကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာ ကိုးပင်တာကရလမ်းမိုင်းကိုအသုံးပြုရင်းနဲ့ရိုးမတဲကိုဝင်ရောက်ခဲ့သလိုလက်ရှိမှာတော့ရိုးမဖြတ်လန်းတလျှောက်ဂျေးဝါရီစီကိုဝင်ရောက်နေတယ်လို့အောင်လန်မျိုးကမြေပြင်စီးရေးသတင်းအင်းမြစ်ကဖော်ပြထားပါတယ်။အောင်လန်ပကဖရဲ့ထုတ်ပြန်ချက်အရအချမ်းမတ်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတက်တွေကဂျားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာတွေအပြင်ထိတ်တိုက်ရင်ဆိုင်ခုခံနာမျိုးတွေပါလှုပ်ဆောင်ခဲ့ပြီးတော့နေမိုင်းဆွဲမိုင်းနေနဲ့လဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုတွေကိုနေပြည်တော်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအမတ်900နဲ့တိုင်ရင်နဲ့အမတ်804တိုင်ရင်တို့အပြင် တရက်ခိုင်တိုက်ရင်တင်းနဲ့အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အောင်လံပတ်ကဖတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ဒါ့အပြင် လက်ရှိမှာတော်လိုင်းအင်အားစုတွေရဲ့စခန်းအချို့ကိုလက်လွတ်ထားရကြောင်းနဲ့စစ်ကြောင်းတွေဆက်လက်ပြီးတော့ဝင်ရောက်နေဆဲဖြစ်တာကြောင့်အရက်သားတွေအနေနဲ့စစ်ကြောင်းတွေအနီးနားမှာမနေထိုင်ကြဘူး။အောင်လံပတ်ကဖကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ29ရက်နေ့ကလည်းဘကိုးရုံးမပေါ်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ အလောင်းလာတဲ့စစ်ကားတွေကိုစေမောင်ဝဲမြို့နယ်တနုံမြောင်ဂိတ်နယ်ဝါးစီမြောင်ဂိတ်ကြားလမ်းမတနေရာမှာတော်လိုင်းအဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဇွန်လ31ရက်နေ့မှာလည်းစေမောင်ဝဲမြို့နယ်ကိုးပင်ရဲစခန်းကနေတက်လာတဲ့ရဲကားတစ်စီးကိုကိုးပင်နဲ့တာစီဂိတ်ကြားလမ်းမတနေရာမှာတော်လိုင်းတပ်တွေကထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာရဲကားပြစီပြီးတော့ကားပေါ်မှာပါလာတဲ့ရဲခွဲတွေတိုက်ဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းထီးလင်းမြို့နယ်မြက်မောင်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝေရောက်ပြီးတော့ပြည်သူ၁၀ဦးကိုဖမ်းဆီးကပြည်သူပိုင်ပစ္စည်းများကိုခိုးယူလူရဲသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့မနက်6နာရီခွဲအချိန်ကမှဂျော့နယ်ထိတ်ကနေထွက်လာတဲ့အင်အား90လောက်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာမြက်မောင်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူသွားတယ်လို့သိရပါဗျ။ အဲ့ဒီစစ်ခွေးဆက်ကြောင်းဟာကြေးရွာနေပြည်သူ၁၀ဦးကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားပြီးတော့၎င်းတို့ခိုးယူထားတဲ့ပစ္စည်းအလုံးကိုတဲဆောင်ခိုင်းကအဲ့ဒီနေ့ညနေပိုင်းမှာကြေးရွာအတွင်းကနေပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။စစ်ခွေးအင်အားက90ဝန်းကျင်လောက်ရှိမယ်။ဈေးဆိုင်တွေမှာရှိတဲ့ပစ္စည်းတွေရောမြေစီအိတ်တွေကိုဖျက်ဆီးသွားတာမျိုးတွေလုပ်ပါတယ်။တော်တော်များများကိုမှွေနှောက်ပြီးတော့ယူဆောင်သွားတယ်။ပြည်သူအမျိုးသား၁၀ဦးကိုလည်း သူတို့ရဲ့အထုပ်တွေကိုထမ်းလိုက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားပါတယ်လို့သီလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကအတည်ပြုပြောကြားထားပါတယ်အလားတူပဲမကွေတိုင်းစိတ်ဖြူမြို့နယ်ကပ္ပစာ၂၂ကအကြမ်းဖက်စစ်ခွေးများကလည်းဝင်းဆန်ကြီးရွာကိုဝင်ရောက်စီးနှင်းကပြည်သူများကိုရိုက်နှက်ပြီးတော့ရွှေတွေပစ္စည်းများနဲ့ပတ်စံများကိုခိုးယူသွားတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်ဩဂတ်စ၆ရက်နေ့မှာစိတ်ဖြူကပ္ပစာ၂၂ကအကြမ်းဖက်စစ်ခွေးများဟာဝင်းဆန်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့ကြီးရွာအတွင်းမှာရှိတဲ့နေအိမ်များကိုဝင်ရောက်မှွေနောက်က ရွေတဲ့ပစ္စည်းများနဲ့ပိုက်ဆံများကိုခိုးယူလူရက်ကကြေးရွာအတွင်းကနေပြီးတော့ပြည်သူများကိုလည်းဓမြဆန်းဆန်းရိုက်နှက်သွားတယ်လို့သိရပါတယ်ဝင်းဆန်ကြေးရွာကိုစစ်ခွေးတွေကဝင်ရောက်စီးနေပြီးတော့နေအိမ်တွေကိုဝင်းမွေတာရွေတွေနဲ့ပတ်စံတွေလည်းယူသွားတယ်ရွေတွေပြန်ပေးပါပြောတာကိုပြစ်တတ်လိုက်ရမလားဆိုပြီးတော့ချိန်ချောက်ပြောဆိုသွားပါတယ်ကြေးရွာတွေကနွားတွေကိုလည်းယူသွားပါတယ်တကြီးရွယ်ဦးတွေကိုလည်းဓမြဆန်းဆန်းရိုက်နှက်သွားပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မတရားထောင်ဒဏ်ချမှတ်ခြင်းခံထားရတဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုရဲ့သမီးမမိုးဆန်းစုကြည်ဟာဩဂတ်လ9ရက်နေ့မှာလူရဆစ်ပြီးတော့ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်အချမ်းမဲ့စစ်ခွေးတပ်ကအမှုထပ်တိုးပြီးထပ်မံဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မမိုးဆန်းစုကြည်ဟာ2021ခုနှစ်မတ်လ9ရက်နေ့ကရန်ကုန်မြို့နေအိမ်မှာဖမ်းဆီးခံရကပုံမှန်905ကြီးမတရားအသိမ်းဆက်သွယ်မှုပုံမှန် ဆက်ခွန်တစ်တို့နဲ့အကြမ်းဖက်စစ်ခွေးတပ်ကဖမ်းဆီးအမှုဖွင့်ပြီးတော့ထောင်တန်း6နဲ့ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရှော့ရက်နဲ့9ရက်နေ့ကလွတ်ရက်ဖြစ်ပါတယ်။ထောင်ချနေတဲ့အချိန်အင်းစိန်ထောင်ကနေပြီးတော့တာယာဝတီထောင်ကိုပို့ထားတာ9ရက်နေ့မှာလွတ်ရက်စီတော့တာယာဝတီမြို့နယ်ကရေတပ်ဖွဲ့မှုကိုယ်တိုင်ထောင်ထဲကိုဝင်လာပြီးတော့ရဲစခန်းကိုခေါ်သွားတယ်ပြီးတော့ထောင်ထဲကိုပြန်ပို့လိုက်တာအမှုထက်ဆွဲထားတယ်ဗျာလို့မမိုးဆန်းစုကြည်ရဲ့မိတ်ဆွေနိုင်ငံရေးအကျဉ်းသားဟောင်းတူကပြောပြထားပါဗျ။အကြမ်းဖက်ဥပဒေပုံမှန်52ကကြီးနဲ့ ရဲတပ်ဖွဲ့ကတရားလိုပြုလုပ်ပြီးတော့ထမှန်တရားစွဲထားတယ်လို့သတင်းရရှိပါတယ်။အသက်33နှစ်အရွယ်မမိုးဆန်းစုကြည်ဟာ NLD ပါတီလူငယ်တော်ဝန်ခံဖြစ်ပြီးတော့ဖခင်ဖြစ်သူဦးညီပုလိုမျိုးဒေါ်အောင်ဆန်းစုကြည်ကိုချိတ်ခင်လေးစားသူဖြစ်တယ်လို့သိရပါတယ်။ဦးညီပုဟာ1990ရွေးကောက်ပွဲမှာ NLD ပါတီကိုစားပြုပြီးတော့ရွေးကောက်ခံရတော့လေစစ်ခွေးအုပ်စုရဲ့ဖမ်းဆီးခြင်းခံရပြီးတော့ထောင်ဒဏ်10နှစ်ချမှတ်ခံရဖူးတယ်လို့သိရပါတယ်။ ်ဒေါ်ဆန်းစုကြည်ကိုလေးစားချစ်ခင်သူဖြစ်ပြီးတော့သမီးဖြစ်သူကိုလည်းမိုးဆန်းစုကြည်ဆိုပြီးတော့အမိပေးခဲ့ပါတယ်။ဦးညီပူဟာ2015ခုနှစ်အထွေထွေရွေးကောက်ပွဲမှာဂွားမြို့နယ်လွတ်တော်မဲဆန္ဒနယ်အမှတ်နှစ်ကနေပြီးတော့အနိုင်ရရှိခဲ့ပြီး2016ခုနှစ်မတ်လမှာရခိုင်ပြည်နယ်ရဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဦးညီပူကိုဖမ်းဆီးကရာဇတ်တကြီးဥပဒေပုံမှန်905ခွေ အဂတိလိုက်စားမှုဥပဒေပုံမှာ55နဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေပုံမှာ130ကာဂျီပုံမှာများနဲ့တရားစွဲဆိုပြီးတော့ထောင်ဒဏ်10နှစ်ကျော်ချမှတ်ထားတယ်လို့သိရပါတယ်။မမိုးဆန်းစုကြည်ကတည်ငြိမ်ပြီးတော့ရဲရင်ပြတ်သားတဲ့အမျိုးသမီးဖြစ်ပါတယ်။စနစ်ကြတယ်သူကနိုင်ငံရေးဂုဏ်သိက္ခာရှိတယ်။အမှုထက်ဆွဲတာကတော့စစ်ခွေးအုပ်စုရဲ့အကြောက်တရားပါပဲလို့နိုင်ငံရေးအကျဉ်းသားဟောင်းတူးကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ဘုံနဲ့ရန်ဖြစ်ပြီးတော့အဖမ်းခံလိုက်ရတဲ့မိထီလာကပြူစောတိခေါင်းဆောင်မင်းညကပြန်လွတ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မေလ15ရက်နေ့ကမိထီလာမြို့အဝင်တိုးဂိတ်မှာစစ်ခွေးလက်အောက်ခံပြူစောတိခေါင်းဆောင်ဇော်ယူထွန်းကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။နှစ်လခွဲကအကြောင်းဩဂတ်လ10ရက်နေ့ညပိုင်းမှာတော့သူလွတ်မြောက်လာတယ်လို့ဒေသခံတချို့ကပြောပါတယ်။ ကွန်ဖမ်းမှာကိုတိုင်ကြိုလာတာပါလို့ဇော်ယူထင်းရဲ့မိတ်ဆွေတအူးကလူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်ဇော်ယူထွန်းလွတ်မြောက်လာမှုကိုပြူစောတိနဲ့မမသာအဖွဲ့ဝင်တွေကဝမ်းမြောက်ကြောင်းလူမှုကွန်ရက်ပေါ်မှာရေးသားနေကြပါတယ်စစ်မှုထမ်းဟောင်းတအူးဖြစ်တဲ့ပြူခွေးကောင်းဆောင်ဇော်ယူထွန်းဟာသူ့ရဲ့ Facebook မှာစစ်မှုထမ်းငွေကြေးကောက်ခံတဲ့ကိစ္စကိုဝေဖန်ရေးသားခဲ့လို့နိုင်ငံတော်တည်ငြိမ်မှုကိုပြက်ပြားစေရန်ဝါရဖြန့်နေဆိုပြီးတော့စစ်ခွေးတက်ကအေးအေးယူခဲ့တယ်လို့သိရပါဗါဒါပေမဲ့ဇော်ယူထွန်းဟာ မိထီလာတိုးကိတ်မှာပဲမလိုင်မြို့နယ်ကဘုံမှုတယောက်မောင်းနေလာတဲ့ကားကိုမှန်ချခိုင်းရကနေပြီးတော့စကားများပြီးအခုလိုဖမ်းဆီးခံလိုက်ရတာလို့သူ့အတိုင်းဝိုင်းကရုတ်တံမှတ်တမ်းတွေကိုဖြန့်ဝေခဲ့ပါတယ်ရုတ်တံဖိုင်တွေထဲမှာဘုံမှုဖြစ်သူဟာဇော်ယူထွန်းတဲ့ပြူစောတိအဖွဲကိုလက်နက်နဲ့ရောလက်ပစ်ဘုံးတွေပါဖောက်ခွဲပြစ်မယ်ဆိုပြီးအချိန်ချင်းချင်းချောက်ခဲ့ပါသေးတယ်ဇော်ယူထွန်းပြန်လည်လွတ်မြောက်ဖို့အတွက်ပြူစောတိတွေကစ조사ပေးခဲ့ကြတယ်လို့ဆိုပါရယ်မိထီလာမျိုးဟာပြူစောတိအင်အားအကောင်းပြီးတော့တော်လိုင်းအင်အားစုတွေကိုဖမ်းဆီးတာ ြည်သူတွေကိုဖမ်းဆီးနှိပ်စက်ငွေညစ်တာတွေကိုပြုလုပ်နေတယ်လို့မြို့ကန်တွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မဲဆောက်မှာအမျက်ဆေးရခိုင်နှုတ်အကျိုးအမျက်ပေးမယ်ဆိုပြီးတော့ store share အယောင်းဝယ်မှာ share ထည့်ဝင်ခိုင်းပြီးတော့ငွေလိမ်နေတဲ့မြန်မာသုံးဦးကိုဖမ်းဆီးရမိခဲ့ပြီးတော့၎င်းတို့နဲ့အတူထိုင်းဘတ်ငွေ46တန်းကိုပါသိမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသား၃ဦးပါဝင်တဲ့ငွေလိမ်ခိုင်းကိုမဲဆောက်မြို့မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ အဲ့ဒီငွေကြေးလိမ်လည်သူများကလူမှုကွန်ရက် Facebook ကနေတစင်း share အရောင်းအဝယ်ဆော့ကြရတဲ့အကျိုးအမြတ်ဆရာခိုင်နှုံးပေးမယ်ဆိုပြီးတော့ဆွဲဆောင်ခဲ့တယ်လို့ပြောပါတယ်စိတ်ပါဝင်စားပြီးတော့ဆက်သွယ်လာပါကဖုန်းထဲမှာ Julila Max application ကိုထည့်သွင်းခိုင်းကအဲ့ဒီ application ကနေတစင်း share အရောင်းအဝယ်လုပ်ပြီးတော့ကစားရတယ်လို့သိရပါတယ်ပထမပိုင်းမှာပါဝင်သူများကိုငွေကြေးအမြတ်တွေအမှန်တကယ်ရောပေးခဲ့တော့လေတဖြည်းဖြည်းနဲ့ငွေကနန်းတွေကိုတိုးပြီးတော့ဆော့ခိုင်းစီက အဆုံးသတ်မှာတော့ရှယ်ယာထည့်ပြီးတော့ကစားရတဲ့လူတွေရဲ့ငွေများကိုလိမ်လည်သွားကြခြင်းဖြစ်တယ်လို့သိရပါဗျ။ရဲကစစ်ဆေးတွေးရှိချက်အရာ application နဲ့ရှယ်ယာအယောင်းဝယ်လုပ်ကိုင်ရမှာအမှန်တကယ်ပဲထုတ်ယူသုံးစွဲလို့ရပြီးတော့တချို့ဆိုရင်ငွေလွှဲပေးဖို့မှု18ချိန်အတွဲမှာထိုင်းဘတ်ငွေတန်း20အထိတောင်ငွေလွှဲခဲ့ဘူးတယ်လို့သိရပါဗျ။ငွေလိမ်လည်တဲ့သူတွေကရဲကခြေရာမခံနိုင်စေရန်အတွက်ငွေချေးများကို digital money ခရစ်ပတိုပတ်စံအဖြစ်နဲ့ပြောင်းလဲစေကာအခြားငွေထုတ်ယူမှုများလည်းရှိနေတယ်လို့သိရပါဗျ။ငွေစည်းရင်းကိုကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တစ်ခုကနေထိမ့်ချုပ်ထားတယ်လို့သိရပါဗျ။ငွေလိန်ဂိုင်းမှာလူဦးရေ28ဦးပါဝင်ပြီးတော့ငွေစည်းရင်းအငှားဖွင့်ထားသူ24ဦးရှိတယ်လို့သိရပါဗျ။တလကိုထိုင်းဘတ်ငွေတန်းတထောင်ဝန်းကျင်အထိကိုငွေထုတ်နေကြတယ်လို့သိရပါဗျ။ထိုင်းရဲကဖမ်းဆီးရရှိခဲ့တဲ့မြန်မာလူမျိုး3ဦးရဲ့လက်ထဲမှာထိုင်းဘတ်ငွေဆက်ကိုစုစုပေါင်း ဘတ်46တန်းကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်အဲ့ဒီမြန်မာနိုင်ငံသားများကိုငွေကြေးခွာချမှုအွန်လိုင်းငွေလိမ်လည်မှုအပါအဝင်အမှုပေါင်းများစွာနဲ့တရားစွဲဆိုရန်ကြိုးပမ်းနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရင်းနှံချောင်းမြို့နယ်လေကြီးရိုးရွာ900ပြည့်ဖျားဝင်းတဲ့ကိုအကြမ်းဖက်စစ်ခွေးတက်ကစက်တပ်၄ထီးနဲ့ဘုံကျဲတက်ခတ်ရာဇေဒီများထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဩဂတ်လ8ရက်နေ့ညနေ4:55မိနစ်ခန့်မှာလေကြီးရိုးရွာကုတောင်ပြည့်ဖျားဝင်းထဲကိုအချမ်းမတ်စစ်တပ်ကစစ်တပ်၄ထင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချမ်းမတ်စစ်ခွေးတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာဘုံ၃လုံးကြောက်ရောက်ပောက်ကွဲပြီးတော့ပြည်သူတအုပ်မဆိုးရင်ရဒဏ်ရာရရှိကဖျားဝင်းထဲမှာရှိတဲ့ဇေဒီများထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။အဲ့ဒီကုတောင်ပြည့်ဖျားဝင်းထဲမှာတော်လိုင်းတပ်ဖွဲ့များနေထိုင်ခြင်းမရှိပဲပြည်သူများကိုရည်ရွယ်ချက်ရှိရှိနဲ့ ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ People Defense Force ရေနံကြောင်းအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ